အမေရိကန်နိုင်ငံသားတွေကိုပါလိမ့်လဲအမျက်ထုတ်လာတဲ့ကြားဖြတ်လုပ်ငန်းတွေကိုနှိမ်နင်းဖို့အမေရိကန်အစိုးရကအွန်လိုင်းငွေလိမ်လုပ်ငန်းတိုက်ဖြတ်ရေးအဖွဲ့ကိုဖွဲ့စည်းလိုက်ပြီးစုံစမ်းစစ်ဆေးမှုစတင်နေပါပြီဒီလိုအမေရိကန်ဘက်ကကြေညာလိုက်တာကမြဝတီဒေသနဲ့နေပြည်တော်မှာအပြင်ဘေကျင်းမှာပါဝယုံသုံးကားတွေဖြစ်စေခဲ့ပါတယ်မြန်မာထိုင်းနယ်စပ်မြဝတီဒေသမှာ2025နှစ်စံကတည်းကကြားဖြတ်နှိမ်နင်းရေးခေါင်းစဉ်နဲ့ဇလံမျိုးစုံတွေ့ကြရပေမဲ့ ဒီတစ်ချိန်မှာတော့ရှေ့ကအခြေအနေတွေနဲ့မတူတော့တဲ့အကြောင်းအခုတစ်ပတ်ပြောပြချင်ပါတယ်။ American နိုင်ငံ Colombia ခရိုင်ရှေ့နေချုပ်ဦးဆောင်ပြီးတရားရေးဝန်ကြီးဌာနအပါအဝင် American Federal ထောက်လှမ်းရေး Bureau FBI အထူးလှုပ်ဝက်ထောက်လှမ်းရေးဌာနမူရစေဝါတိုက်ဖြတ်ရေးဦးစီးဌာနတွေပူးပေါင်းပြီး online ငွေလိမ်လုပ်ငန်းနှိမ်နှင်းရေးအထူးတပ်ဖွဲ့ Scam Center Strike Force ဖွဲ့စည်းကြောင်း November 12ရက်နေ့မှာကြေညာခဲ့ပါတယ်။အဲ့ဒီတပ်ဖွဲ့ရဲ့အဓိကရည်ရွယ်ချက်က မြန်မာကမ္ဘောဒီးယားလာအိုနိုင်ငံတွေတဲကကြားဖြန့်ကွန်ရက်တွေကိုဖြိုခွဲဖို့ကျူးလွန်သူတွေကိုအရေးယူဖို့နဲ့တားကောင်ဖြစ်ခဲ့သူတွေကိုကယ်ဆယ်နိုင်ဖို့ဖြစ်ပါတယ်။ဒါအပြင်အမေရိကန်ကနိုဝင်ဘာ12ရက်နေ့မှာပဲကြားဖြန့်လုပ်ငန်းတွေလုပ်ကင်တဲ့ DKBA ခေါင်းဆောင်၄ဦးနဲ့ DKBA ကိုအရေးယူတန်းခတ်ခဲ့ပါတယ်။အရေးယူခံရသူတွေက DKBA ခေါင်းဆောင်တွေဖြစ်တဲ့ Saw Steel, Saw Sewin, Saw San Aung နဲ့စိုင်းကျော်လှတို့ဖြစ်ပါတယ်။ အမေရိကန်က2025နှစ်စံပိုင်းကလည်းစစ်တပ်လက်အောက်ခံ BGF ခေါင်းဆောင်စောချစ်သူအပါဝင်သူ့ရဲ့သားနှစ်ဦးနဲ့နေကြားဆောင်တက်ကိုပါကြားဖြန့်လုပ်ငန်းတွေကြောင့်အရေးယူတန်ခတ်ခဲ့ပါတယ်။ဒီတစ်ချိန်အမေရိကန်ကကြေညာခဲ့တဲ့ပိတ်ဆို့ရေးယူမှုတွေရဲ့အဓိကအကြောင်းရင်းကတော့အဲ့ဒီလူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းတွေဟာအမေရိကန်နိုင်ငံသားတွေကိုထိခိုက်နစ်နာစေတဲ့စိုက်ဘာငွေကြေးလိမ်လည်မှုကြားဖြန့်လုပ်ငန်းတွေနဲ့ဓာတ်ရိုက်ဆက်နွယ်ပတ်သက်နေတာကြောင့်လို့ဖော်ပြထားပါတယ်။ ကြော့ဖြန့်ဒုစရိုက်ကိုင်းတွေက DKBA နဲ့ပူးပေါင်းပြီးမြန်မာနိုင်ငံထဲမှာငွေကြေးလိမ်လည်မှုဒုစရိုက်ကိုရက်တွေထူထောင်ထားကြောင်းအဲ့ဒီကိုင်းတွေရဲ့လူမောင်ကုန်မှုတွေမှာလည်းတားကောင်ဘဝကြာရောက်ခဲ့သူအများအပြားရှိခဲ့ကြောင်း American ဘန်ဒါရေးဝန်ကြီးဌာနရဲ့ညွှန်ကြားရေးမှူးဂျွန်ကေဟာလီကပြောပါတယ် American ဆိုရကစိုက်ဘာရာဇဝမှုတွေနဲ့ပတ်သက်ရင်အလွတ်မပေးစရန်ခြေရကန်ရှာဖွေနေပြီး American မိသားစုတွေကိုကာကွယ်နေမှာဖြစ်ကြောင်းလည်းသူကဆိုပါတယ် အရေးယူပိတ်ဆို့မှုစရင်မှာပါလာတဲ့လူပုတ်ကိုအဖွဲ့အစည်းတွေနဲ့ဆက်ဆက်ပြီးအမေရိကန်မှာရှိနေတဲ့ပိုင်းဆိုင်မှုတွေအမေရိကန်နိုင်ငံသားတွေကထိမ့်သိမ်းပေးထားတဲ့ပိုင်းဆိုင်မှုတွေအားလုံးကိုသိသိထားမှာဖြစ်တယ်လို့အဲ့ဒီလူပုတ်ကိုအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးအမေရိကန်နိုင်ငံသားတွေလုပ်ငန်းဆောင်ရွက်ခွင့်ကိုလည်းပိတ်ပင်ထားပါတယ်ချိုးဖောက်ရင်ကြီးလေးတဲ့ရာဇဝတ်ပြစ်ဒဏ်နဲ့ဒဏ်ကြီးတွေကြုံနိုင်တယ်လို့လည်းတဘာတဲ့သတိပေးထားတာပါကြားဖြန့်ဆိုတာကတရုတ်ဘာသာနဲ့ လိမ့်လေခြင်းလို့အဓိပ္ပာယ်ရပါတယ်။အင်တာနက်ဖုန်းလူမှုကွန်ရက်မီဒီယာတွေကိုသုံးပြီးကမ္ဘာတဝန်းကလူတွေစီကနေငွေကြေးလိမ့်လေကြတာဖြစ်ပါတယ်။ဤပညာသုံးပြီးစနစ်တကျဖွဲ့စည်းထားတဲ့နိုင်ငံဖြတ်ကျော်ငွေလိမ်ရာဇဝတ်ကိုင်းတွေရဲ့အန္တရာယ်ကိုအခုကမ္ဘာနိုင်ငံ အများစု ခံစားနေရပြီးပိုသိလာကြပါပြီ။ United States Institute of Peace USIP ရဲ့အစီရင်ခံစာတွေအရ BGF ဟာကြားဖြတ်လုပ်ငန်းတွေကနေ နှစ်စဉ်ဒေါ်လာတန်းယာနဲ့ချီရနေတယ်လို့ဖော်ပြပါတယ်။ BGF ကစစ်ကောင်စီရဲ့ကုတ်ကဲမှုအောက်မှာရှိပြီး BGF အဖွဲ့ဝင်ငွေရဲ့90ရာခိုင်နှုန်းလောက်ကိုစစ်တပ်စီခွဲပေးတယ်လို့အစိုးရကန်စာတွေကဆိုပါတယ်။ American ကကြားဖြန့်နှိမ်နှင်းရေးအထူးတပ်ဖွဲ့ကိုဖွဲ့စည်းပြီးထိုင်းနဲ့ပူးပေါင်းစုံစမ်းထောက်လှမ်းမှုတွေစလုပ်နေပြီလို့ကြေညာလိုက်တာနဲ့မြဝတီနေပြည်တော်ကမကပဲတရုတ်နိုင်ငံနဲ့အာဆီယံဒေသတခုလုံးအလုံများကုန်ပါတယ်။ ဒီလိုကြီးညာပြီးနောက်နေမှာပဲတရုတ်အစိုးရကလည်းတရုတ်နိုင်ငံကုမင်းမြို့မှာမြန်မာ၊ထိုင်း၊လာအို၊ကမ္ဘောဒီးယားနဲ့ဗီယက်နမ်နိုင်ငံတို့တက်ရောက်ပြီးမဲခေါင်လန်ချန်း6နိုင်ငံချောဖြန့်တိုက်ဖြတ်ရေးပူးပေါင်းလုပ်ကိုင်မယ်လို့ဆိုပါတယ်။နိုဝင်ဘာ14ရက်နေ့ကမဲခေါင်လန်ချန်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ MLC 6နိုင်ငံတို့ဆွေးနွေးပြီးနေဆက်ဖြတ်ကျော်ချောဖြန့်ကိုင်းတွေကိုစုပေါင်းတိုက်ဖြတ်ဖို့သဘောတူခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ဒီနေရာမှာ MLC ဆိုတာကတော့ မဲခေါင်မြေဖြတ်တန်းစီးဆင်းရာမြေဟွားနဲ့ဆက်ဆက်တဲ့နိုင်ငံတွေကိုဆိုလိုတာပါဒီထဲမှာတရုတ်ကမ္ဘောဒီးယားလာအိုမြန်မာထိုင်းနဲ့ဗီယက်နမ်တို့ပါဝင်ပါတယ်အဖွဲ့ဝင်နိုင်ငံတွေကြားဝန်ကြီးအဆင့်အစည်းအဝေးမှာကြောဖြန့်တွေကိုစုပေါင်းတိုက်ဖြတ်ဖို့လုပ်ငန်းစဉ်အချက်20ခုကိုစုပေါင်းသဘောတူဆုံးဖြတ်ခဲ့တယ်လို့ဆိုပါတယ်ဒါ့အပြင်အမေရိကန်ရဲ့ကြေညာချက်အပြီး9ရက်ကြာမှာ BGF နဲ့စစ်တပ်တို့ကကြောဖြန့်နှိမ်နှင်းရေးအထူးစစ်ဆင်ရေးစပြီလို့ကြေညာခဲ့တာလည်းဖြစ်ပါတယ် အဲ့ဒီနောက်နိုဝင်ဘာ18ရက်ကစပြီးစစ်တပ်နဲ့ BGF ကရွှေကုတ်ကုံမြို့တက်ကအဆောက်အအုံတချို့ကိုထိုင်းသတင်းတောက်တွေရဲ့ကင်မရာမြင်ကွင်းအောက်မှာဖမ်းဆီးအရေးယူပြပါတော့တယ်။အာနာသိစစ်တပ်ပြောခွင့်ရဗိုလ်ချုပ်စော်မင်းထွန်းကတော့အမေရိကန်အနေနဲ့ကြားဖြတ်နှိမ်နေရေးအထူးတပ်ဖွဲ့ဖွဲ့တာရဲ့နောက်ွယ်မှာဖုံးကွယ်ထားတဲ့နက်နဲတဲ့လျှို့ဝှက်အစီအစဉ်တွေရှိနိုင်တယ်လို့စွပ်စွဲထားပါတယ်။ရွှေကုတ်ကုံမှာရှိတဲ့ကြားဖြတ်လုပ်ငန်းတွေကိုဖမ်းဆီးတယ်ဆိုပေမဲ့လူပေါင်းတောင်းချီရှိတဲ့နေရာမှာ အခုဖမ်းဆီးတာကယာကနန်းပဲဟန်ပြဖမ်းဆီးတာဖြစ်တယ်လို့ကြားဖြတ်လုပ်ငန်းတွေမှာလုပ်ခဲ့သူတချို့နဲ့ဒေသခံသတင်းရင်းမြစ်တချို့ကပြောပါတယ်။ဒါအပြင်ကြားဖြတ်လုပ်ငန်းတွေကိုအဓိကလုပ်ကိုင်တဲ့တထင်းနဲ့ကုမ္ပဏီတာဝန်ရှိသူတွေကို BGF ကနေရာရွှေ့ပြောင်းပေးခဲ့တယ်လို့သတင်းတွေလည်းထွက်နေပါတယ်။ဒီဘော BGF ပြောခွင့်ရှိသူကတော့ညင်းဆိုထားပါတယ်။ November 18ရက်ကနေ20အထိ3ရက်အတွင်းလူ900ကျော်ဖမ်းဆီးထားတယ်လို့ BGF ပြောရေးဆိုခွင့်ရှိသူဒုဗိုလ်မှူးကြီးနိုင်မောင်စော်ကပြောပါတယ်။ ဒီဖမ်းဆီးမှုကနေဖုန်းဟန်ဆက်2000ကျော်ကွန်ပျူတာနဲ့ဆက်ဆက်ပစ္စည်းအလုံး2600ကျော်ဖမ်းဆီးခဲ့ပြီးစစ်တပ်ကိုအနှံထားတယ်လို့ဆိုပါတယ်ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာကထိုင်းသတင်းဌာန Thai PBS Not ဖော်ပြတဲ့အာနာသိန်းဒူကောင်ဆောင်ဒူဘိုဂျုံမူကြီးစိုးဝင်းကကြားဖြတ်လုပ်ငန်းတွေကနေသိမ်းဆည်းရရှိတဲ့ mobile phone တွေကွန်ပျူတာနဲ့ဆက်ဆက်ပစ္စည်းတွေကိုဖျက်ဆီးဖို့အမိန့်ပေးထားတယ်လို့ November 19ရက်နေ့ကဖော်ပြထားချက်ပဲဖြစ်ပါတယ် မဖြတ်စည်းရင်အေးအေးယူခံရမယ်လို့လဲဆိုပါတယ်အခုကြားဖြတ်နေနေရေးကောင်းစင်တဲ့ဖန်းစည်းတာတွေကိုမင်းအောင်လိုင်းနဲ့စိုးဝင်းတို့ကိုယ်တိုင်အမိန့်နဲ့ညွှန်ကြားတာဖြစ်တယ်လို့ BGF ပြောရေးဆိုခွင့်ရှိသူကထိုင်းသတင်းတောက်တွေကိုပြောပါတယ်စစ်တပ်နဲ့ BGF တို့ကပြီးခဲ့တဲ့အောက်တိုဘာလမှာလဲ KK Park ကကြားဖြတ်လုပ်ငန်းတွေကိုနှိမ်နင်းတယ်ဆိုပြီးလောက်ကိုင်းနေသူတွေကိုထွက်ပြေးခိုင်းပြီးအဆောက်အအုံတွေကိုမိုင်းခွဲဖြက်စီးပစ်ပါတယ်နိုဝင်ဘာတတိယပတ်ထိအဆောက်အအုံတရာကျော်ကိုဖောက်ခွဲဖြက်စီးခဲ့တယ်လို့ စေအုပ်စုကထုတ်ပြန်ထားတာပါ။ဒါကြောင့်စစ်တပ်နဲ့ BGF ကကြားဖြန့်နှိမ်နေရေးလောက်တာလား။တပ်သေးတွေဖျောက်ဖို့ကြိုးစားနေတာလားဆိုတဲ့မေးခွန်းတွေလည်းထွက်ပေါ်နေတာပါ။တရုတ်အစိုးရအပြင် American ကပါအရေးယူမယ်လို့ပြောလာတဲ့ကြားဖြန့်မှုတွေနဲ့ပတ်သက်ပြီးအာဏာသိမ်းကောင်ဆောင်တွေကအရန်ပူပန်နေတာကိုလို့ယုံဖို့အသေးအတန်ကြိုးစားနေတာတွေကိုလည်းတွေ့ရပါတယ်။ November 15ရက်နေ့မှာကရင်ပြည်နယ်မြို့တော်ဖအံမြို့ကိုမင်းအွန်လိုင်းနေချင်းပြန်ရောက်လာပြီး ချားဖြန့်လုပ်ငန်းတွေကိုနှိမ်နင်းရမယ်လို့ပြောခဲ့ကြောင်းစုံစမ်းသိရပါတယ်။ဖအားကိုအာနာသိန်းကောင်းဆောင်လာတဲ့အချိန်မှာစစ်တပ်လက်အောက်ခံအဖွဲ့တွေဖြစ်တဲ့ BGF, DKBA ကောင်းဆောင်တွေကိုပါအလာမခံဘူးလို့သတင်းရင်းမြစ်တချို့ကပြောပါတယ်။ဒါကိုကြည့်မယ်ဆိုရင်ချားဖြန့်နှိမ်နင်းရေးအတွက်မှင်တို့ခံထားရတဲ့စောချက်သူစောတင်ဝင်းတို့နဲ့တွဲပြီးဓပုံတွေထွက်လာမှာကိုအာနာသိန်းကောင်းဆောင်စိတ်ပူနေပုံရပါတယ်။ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း KK Box အပြင်ချားဖြန့်တွေရှိတဲ့ ရွှေကုတ်ကိုကြောက်ခတ်တွေကိုပါနှိမ်နှင်းမယ်လို့ကြုံဝါနေပါတယ်။တစ်ဖက်မှာစစ်တပ်ထောက်ခံသူတွေက NLD အစိုးရလက်ထက်2019မှာငွေမဲကို300ခန့်နှုန်းနဲ့အထက်ခွန်ဆောင်ပြီးငွေဖြူလုလို့ရတဲ့ဥပဒေကြောင့်ကြားဖြန့်တွေရောက်လာတာလို့ဝါဒဖြန့်တာတွေရှိပါတယ်။တကယ်ကအယက်သားအစိုးရအနေနဲ့ BGF အဓိကလုတ်ခဲ့တဲ့ရွှေကုတ်ကိုမြို့သက်စီမံကိန်းကအခြေအနေတွေရှုပ်ထွေးလို့စုံစမ်းစစ်ဆေးပြီးစစ်တပ်ကိုထိန်းပေးဖို့ပြောခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ကြားဖြန့်လုပ်ငန်းတွေက အာနာသိမ့်ပြီးနောက်ပိုင်းစစ်တပ်လက်အောက်ခံနေကြဆောင်တက်နဲ့စစ်တပ်ရဲ့ပါဝင်ဆက်နွယ်မှုတွေကြောင့်အလင်းအမြန်ပဲကြီးထွားလာခဲ့တာပါ BGF ကလည်းမြင်ငှားတာသာဖြစ်ပြီးကြားဖြန်မလုပ်လို့အပြစ်မရှိကြောင်းငင်းချက်ထုတ်ထားပါတယ်အခုဒီချိန်ကတော့2025နှစ်စံပိုင်းမှာတရုတ်အစိုးရဖိအားကြောင့်တရုတ်ထိုင်းမြန်မာသုံးနိုင်ငံပေါင်းပြီးမိဖြတ်အင်တာနက်ဖြတ်စက်သုံးစီဖြတ်ပြီးလူဖမ်းပွဲလုပ်ခဲ့တဲ့တုန်းကအခြေအနေတွေနဲ့မတူတော့ပါဘူးပြီးတော့တရုတ်အစိုးရက 2023နှစ်ကုန်ပိုင်းမှာညီတော်မဟာမိတ်သုံးဖွဲ့ကို30နှစ်ကုန်စစ်စင်ရေးဆင်နွှဲစီပြီးကြားဖြတ်နှိမ်နင်းရေးလှုပ်ခိုင်းလိုချင်တဲ့တရားခံတွေတောင်းယူသွားတဲ့အခြေအနေနဲ့လည်းမတူပါဘူးအဓိကကွာခြားချက်ကတော့အမေရိကန်အစိုးရပါဝင်လာတာဖြစ်ပါတယ်ဒါ့အပြင်ရွှေကုတ်ကုံမြို့သစ်စီမံကိန်းမှာအဓိကရင်းနှီးမြှုပ်နှံသူစီးပွားရေးလုပ်ငန်းရှင်တရုတ်ကမ်ဘောဒီးယားနိုင်ငံသားရှီကြည်ကျန်းကိုနိုဝင်ဘာ12ရက်မှာထိုင်းအာဏာပိုင်တွေကတရုတ်စီပြန်လွှဲပေးလိုက်ပါတယ် တကယ်လို့ရှီကိုတရုတ်အစိုးရကမင်းအောင်လာရဲ့မဟာမိတ်တွေဖြစ်ခဲ့တဲ့ကိုကံပြည်သူစစ်ကောင်းဆောင်တွေလိုစစ်ဆေးပြစ်ဒဏ်ချရင်စီးပွားဖက်ဖြစ်တဲ့စောချက်သူနဲ့ဆက်နွယ်သူတွေအထိအမှုတွဲလာနိုင်မလားဆိုတာကိုလည်းပြည်သူတွေကစိတ်ဝင်စားနေကြပါတယ်။ဒါကြောင့်စစ်တပ်နဲ့လက်အောက်ခံအဖွဲ့တွေဖြစ်တဲ့ BGF DKBA တို့ကဒီတစ်ချိန်မှာမတူညီတဲ့ဖိအားတွေခံနေရပြီဖြစ်ပါတယ်။ BGF ကောင်းဆောင်စောချက်သူကအပြစ်မရှိလို့ထွက်မပြေးပါဘူးဆိုပြီးပြောရေးဆိုခွင့်ရှိသူဒူဗိုလ်မှူးကြီးနိုင်မောင်စောက နိုဝင်ဘာ20ရက်နေ့မှာပြောပါရယ်တပတ်မှာ NUG နဲ့ KNU တို့ကကြားဖြန့်တိုက်ဖြတ်ရေးကိုနိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိတယ်လို့ကြေညာထားပါရယ်ကြားဖြန့်တိုက်ဖြတ်ရေးကိုစစ်တပ်နဲ့ပေါင်းလုပ်ရင်အလုံမဖြစ်နိုင်ဘူးလို့ KNU ကအသိပေးထားပါရယ်စစ်တပ်နဲ့ BGF တို့ကကြားဖြန့်နှိမ်နေရေးဟန်ပြလုပ်နေပေမဲ့အမေရိကန်ရဲ့အရေးယူမှုကိုရှောင်လွှဲနိုင်ဖို့မလွယ်ကြောင်းအမေရိကန်ရောက်မြန်မာအရေးတက်ကြွလှရှားသူဦး James ရွှေကပြောပါရယ် ဒါအပြင်အမေရိကန်ကလွှတ်တော်ဂျာနာပွဲမှာပါကြားပြန်နိုင်နေရည်အတွက်အလေးအနက်ဆွေးနွေးနေကြသလိုဥပဒေပါပြဋ္ဌာန်းဖို့လုပ်နေတယ်လို့လည်းသူကဆက်ပြောပါတယ်လွှတ်တော်ဂျာနာပွဲမှာကြားပြန်နိုင်နေရည်အပြင်စစ်တပ်ရဲ့အဓိကပန်းတွေကိုအရေးယူဖို့တော်လှန်ရေးအင်အားစုတွေကိုလက်နက်မဟုတ်တဲ့နှီးပညာအထောက်အကူပေးဖို့စစ်ဘေးရှောင်တွေကိုကူညီပေးဖို့လည်းပါဝင်ပါတယ်ကြားပြန်နိုင်နေရည်ကြောင့်စစ်တပ်နဲ့ BGF ဝင်ငွေနှဲသွားရင်နိုင်ငံရေးအရာအကျိုးရှိနိုင်ပါတယ်ဘာလို့လဲဆိုရင် တရုတ်ရောရုရှားကပါပတ်စံမပေးရင်လက်နက်နဲ့လေယာဉ်စီကိုရောင်းမှာမဟုတ်ပါဘူးအဲ့တော့စစ်တပ်ဝင်ဝင်နေသွားပြီးငွေကြေးစီးဆင်းမှုညော့သွားရင်ဒီဒေါ်လာရေးအတွက်အကျိုးရှိတယ်လို့ဦး James ရွှေက သုံးသပ်ထားပါတယ်ရှင်အဆုံးထိကြည့်ရှုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်